အပိုင်း669ရဲ့အဆောက်မှာတော့ဥဆုပ်တုတ်ကိုဖမ်းဆီးခြင်းနေတဲ့လူအုပ်ကြီးကကန်ဂျူရိုဆွမ်းနဲ့လုပ်ပြီးထားခဲ့တဲ့ဘိုက်ကွန်ဒီဘောကနေဖြည်းဖြည်းချင်းတက်လာနေခဲ့ပါတယ်။အဖက်မှာလည်းကန်ဂျူရိုကမင်းဆွဲခိုင်းထားတဲ့အရာပြီးပြီလို့ဥဆုပ်ကိုလမ်းပြောရင်ဒီလိုအရာမျိုးကနှလုံးသားထည့်ပြီးလုပ်ရတာမျိုးအချိန်နဲ့နဲ့ကြာသွားတယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့ဥဆုပ်ကဆွဲထားတဲ့ပုံကိုလာကြည့်ပြီးမင်းတော်တယ်လို့ကန်ဂျူရိုကိုချီးကျူးလိုက်ပါတယ်။ပြီးရင်မုံကဘာကိုကြည့်ပြီးချီးကျူးလဲမသိပေမဲ့ငါအတွက်တော့နောက်ထပ်စိတ်ပြည့်စရာပုံတစ်ပုံပဲလို့ဥဆုပ်ကိုလမ်းပြောလိုက်ပါတယ်။ ။ဦးစုပ်ကစိတ်ပြက်စရာကောင်းပေမဲ့သူ့အတွက်တော့သုံးဝင်အောင်မို့ပါးစပ်ပိတ်ထားလို့ပြောပါရည်။တစ်ဖက်မှာလည်းဒေါသထွက်နေတဲ့လူအုပ်ကြီးကဘိုက်ကိုလမ်းကြောင်းတိုင်းတက်လာနေကြပြီမို့အခြေအနေတော်တော်လေးကိုတင်းမာတဲ့အနေထားကိုရောက်ရှိလို့နေခဲ့ပါပြီ။အဲ့ဒီအချိန်မှာဦးစုပ်ကဘာမှမသိတဲ့လုံကြီးတစ်လုံးကိုထမ်းထားတာကြောင့်ဒီအမုံကမင်းအုံပြုမဲ့ကြီးစံကဒါလာလို့မိလိုက်ပါရည်။ဦးစုပ်ကဒီကြီးစံရဲ့နာမည်ကဘက်ဝန်းလို့အမည်ရပြီးရှူအောက်ကိုနိုင်တိုက်ဖို့အတွက်သူဖန်တီးထားတဲ့အထူးလက်နက်လို့ဆိုပါရည်။ ပြီးတော့သူကဗီယိုလာနာကိုသွားပြီးရှူကားကိုအနိုင်ယူဖို့အတွက်မင်းရဲ့အာယုံခံနိုင်စွမ်းကိုအားကိုးနေမယ်တော့လို့ပြောလိုက်ပါတယ်။နောက်ပြီးရှူကားကအခုချိန်မှာစတင်လှုပ်ရှားနေပြီမို့လို့အချိန်မရှိတော့ဘူးလို့ပြောနေပါတယ်။ဒါအပြင်သူ့အနေနဲ့အားလုံးမသိလိုက်ခင်ပါတယ်။ရဲဘော်ရဲဘက်တရဲ့အသက်တွေကိုနောက်ခွေကနေကဲတင်နိုင်မယ့်နီလန်းကိုသူတားသဘောကျတယ်လို့ပြောပြီးမျက်မှန်ကိုဟန်ပါပါနဲ့ကောက်တက်လိုက်ပါတယ်။အဲဒီနောက်မှာဗီယိုလာကသူမရဲ့အာယုံခံနိုင်စွမ်းနဲ့နန်းတော်အတွင်းကိုထိုးဖောက်ဝင်ရောက်ကြည့်ရှုလိုက်တဲ့အခါမှာတော့ဒေါသတကြီးနဲ့လမ်းလျှောက်လာနေတဲ့ရှူဝါကိုမြင်တွေ့လိုက်ရပါတယ် ။နောက်ပြီးကလေးမလေးကလူဖီရိုစီကိုသွားနေတာမို့ဦးစုပ်ကိုပြပြလိုက်ပါလိမ့်။တစ်ဖက်မှာလည်းဘယင်ကြီးကအောက်ကနေတက်လာတဲ့လူအုပ်ကြီးကိုရင်ဆိုင်ပြီးဦးစုပ်ကိုကာဝယ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါလိမ့်။နောက်ပြီးမြို့ထဲမှာလည်းထိန်းချုပ်ခံထားရတဲ့သူတွေကြံသေးတာမို့အဲ့ဒီလူတွေဂုံးမြင့်မော်ကိုရောက်လာလားရောက်မလာဘူးလားဆိုတာကိုလည်းဘယ်သူမှအာမမခံဘူးလို့ဆိုပါလိမ့်။သူအနေနဲ့ဒီလူအုပ်ကြီးကိုတားဆီးမယ်ဆိုပေမဲ့ဘယ်တယောက်ကမှတော့အနာတရားမဖြစ်စေဘူးလို့ကျန်တဲ့သူတွေကိုအမေပေးလိုက်ပါတယ်။ခက်ခဲလို့နဲ့နီလန်ဖြစ်တာမို့လို့ကပတိန်တန်းကမဖြစ်နိုင်ဘူးလို့ပြောပေမဲ့ဘီရင်ကြီးကတော့လုံးဝလက်မခံခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ပြည်သူတွေကသာထိခိုက်ဒဏ်ရာရရှိသွားခဲ့မယ်ဆိုရင်ဒိုဖလမင်ကို ဖြစ်စေခြင်းနဲ့တပ်ဖြတ်ပွဲကြီးကအထမြောက်သွားမှာမလို့ပါစကားဆုံးမှာတော့ဥစုပ်ကသူ့ကိုဒီလိုမျိုးကာကွယ်ပေးတဲ့အတွက်ဂျေဇုတင်ပါတယ်ဆိုပြီးဘီရင်ကြီးကိုလမ်းပြောလိုက်ပါတယ်အဲ့ဒီအချိန်အာယုန်ခံဆွမ်းအောင်ထားတဲ့ဗီယိုလာကလူဖီရိုးဖွဲ့နဲ့ကလီမာလီကတော်တော်လေးနီးကပ်နေပြီမို့လက်နက်ကိုထုတ်သုံးဖို့အသင့်ပြင်ထားလို့ပြောပါတယ်တစ်ဖက်မှာလည်းထန်းသီးကြွေကဂျင်းနင်းကိုက်ဆိုသလိုဂုံမြင့်မို့ရောက်လာတဲ့လူအုပ်ကြီးကတွေးသမျှလူအလုံးကိုတိုက်ခိုက်ပြီးဒိုဖလမင်ကိုလွှဲပေးဖို့အတွက်စီစဉ်နေကြပါတယ်အဲ့ဒီအပြင် အဲ့ဒီလူတော်ကြီးကဥစိုးပစ္စည်းစင်တွေအားလုံးကိုကမောက်ကမဖြစ်သွားစေနိုင်တာမို့ဘရင်ကြီးနဲ့အတူကြံတဲ့သူတွေအားလုံးကလည်းလာစီဖို့ပြင်လိုက်ကြပါရည်။တစ်ဖက်မှာလည်းရှူကားကစကားများရန်ဖြစ်နေကြတဲ့လော်နဲ့လူဖီရိုနားကိုရောက်ရှိလာပြီးငိုယူနေခဲ့ပါရည်။လူဖီကဘလို့လုပ်ပြီးနန်းတော်တွေမှာကလေးတယောက်ရှိနေတာလေလို့မြင်တော့ရှူကားကသူမရဲ့အဖေနဲ့မေပြောက်သွားတာမို့ကူရှာပေးပါနော်ဆိုပြီးငိုယူရင်းတောင်းဆိုခဲ့ပါရည်။ပြီးတော့လော်ကလိုဖလမင်ကိုကိုအနိုင်တိုက်ရမယ့်ကိစ္စကပိုရေးကြည့်တာမို့ဒီစောက်ကလေးကိုဂယုမဆိုင်နဲ့လို့လူဖီကိုပြောပါရည်။ ဒါကိုကြားလိုက်ရတဲ့ရှူကားကအခုလိုမျိုးသူမကိုမဆာမနာပြောဆိုနေတဲ့ဒီလူကြီးကိုမကြိုက်ဘူးဆိုပြီးလက်ညှိုးထိုးရင်းစူပုတ်စူပုတ်လုပ်နေပါတယ်။ဒါပေမဲ့လူဖီရိုနှစ်ယောက်ကဒီနေရာမှာအန်အေများတာမို့အခုလိုမျိုးငိုယူပြီးအကူအညီမတောင်းနေဖို့နဲ့မင်းနေတဲ့တခြားနေရာမှာသွားပြီးပုံနေတာကပိုကောင်းနေဆိုပြီးထွက်သွားဖို့လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းဥဆုပ်ကသူ့ရဲ့အထူးပြုလုပ်ဖန်တီးထားတဲ့ကြီးစံကိုအုံပြုပြီးနန်းတော်ဘက်ကိုချိန်ထားပြီးမဲ့တခြားထင်းနဲ့မထိမှာကိုစိုးရိမ်နေကြပါတယ်။အနောက်ဘက်မှာလည်းတဖြည်းဖြည်းပိုဆိုးရွားလာတဲ့လူအုပ်ကြီးကကပတိန်တန့်ဟက်ပြင်းမော်ကန်ဂျူရိုနဲ့ ဘီအန်ဂျီတို့ကိုအတင်းတိုးဝင်နေတာကြောင့်အချိန်တွေကတော်တော်လေးကိုတင်းမာတဲ့အနေအထားရောက်ရှိလိုလာခဲ့ပါပြီ။တစ်ခါမှလည်း viewer ကအနောက်ကအချိန်တွေကိုစိတ်မချဖြစ်နေတာကြောင့်ပြင်မှတ်ကောင်းကောင်းမမြင်ရနိုင်တဲ့အတွက်ဦးစုပ်ကဆူနေခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ viewer ကနန်းတော်ရဲ့ဝင်ပေါက်အထည်တဲ့ညာဘက်ပရင်းပေါက်ကိုတွေ့လာလို့မိပါတယ်။နောက်ပြီးအဲ့ဒီပရင်းပေါက်မှာ Luffy နဲ့ Law ပြင်ရှူကားပါရှိနေတယ်လို့ဆိုလိုက်ပါတယ်။အတိအကျပြောရမယ်ဆိုရင်ရှူကားရဲ့ရွယ်စားကပရင်းပေါက်ရဲ့အမြင်နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့မိကြောကြောလောက်ပဲရှိရလို့ပြောပါတယ်။ဒါပေမဲ့ပြင်မှတ်ကတအားကွယ်နေသေးတာမို့လောလောဆယ်ပြစ်ဖို့အတွက်အဆင်မပြေသေးဘူးလို့ပြောပါတယ်။ အဖက်မှာလည်းရှူကားတယောက်လူဖီတို့ကိုစက်တိုက်ငိုယူပြနေရင်ဒီမရဲ့လက်နဲ့ထိပ်ပြီးအယုတ်ပြောင်းမှုစူးစမ်းနေခဲ့ပေမယ့်မအောင်မြင်နိုင်မှုဖြစ်နေတာကြောင့်ဒီမရဲ့စပစ်သီးတွေနဲ့စီယုံမှုစူးစမ်းနေပါလိမ့်။ဥစုပ်ကတော့တချံမလိုက်တာနဲ့လူဖီကိုတဘွားလုံးစွာဆုံးရှုံးရမှာမို့ပြစ်ဘက်ကိုကောင်းကောင်းမထိန်နိုင်ဖြစ်နေပါလိမ့်။အဲ့ဒီအချိန်ရအစားမတဲ့လူဖီကရှူကားခွန်ကြွရာကိုစားဖို့လုပ်နေတော့လောကဝင်တားလိုက်ရပါလိမ့်။ဒီဇိုင်းရဲ့လေးချိန်ကတအားများလို့နဲ့အပြင်ပြင်မှတ်ကလည်းအရန်ကိုဝေးနေတာကြောင့်ရကဘာလုံးရဲ့စွဲငင်အားတွေကဥစုပ်အပေါ်ကြောက်ရောက်လာသလိုခံစားနေရပါသေး အဲ့ဒီအချိန်ဗီယိုလာကရှူကားတယောက်ပရင်းမောက်ရဲ့လက်တဲတဲကိုရောက်လာပြီးမို့အခါရေပြေးချလိုက်တော့လို့ဦးစုပ်ကမိန်ပေးလိုက်ပါရီအခုချိန်ဒီချီတောင်ချတောင်ဖြစ်နေတဲ့ဦးစုပ်ကသူ့ကိုယ်သူမယုံကြည်နိုင်ဖြစ်နေခဲ့ပါရီနောက်ဆုံးမှာတော့ဘာလို့လို့ဘာကံရမှန်းမသိတဲ့အစုံဦးစုပ်တယောက်ထီချင်ရထီဆိုပြီးရန်တမ်းပြေးချလိုက်ပါရီဒါပေမဲ့ကြည်စံကနန်းတော်ရဲ့ပရင်းမောက်ကိုတောင်ရောက်ရှိမသွားပေငញံကိုသာဖောက်ခွဲမိတယ်လို့ဖြစ်သွားခဲ့ပါရီတစ်ဖက်မှာလည်းရှူကားကသူမရဲ့လက်နဲ့လူဖီကိုထိလိုက်ပြီးဖြစ်တာကြောင့်လူဖီလည်းအယုတ်ပြောင်းသွားခဲ့ပါပြီ ။နောက်ကိုမြင်လိုက်ရတဲ့ဥစုပ်တရားကိုလူဖီရဲ့နာမည်ကိုကျေလောင်စွာအဟစ်လိုက်ရင်အသေးရီကွဲကြည်သွားခဲ့ပါလိမ့်။တကယ်တော့ဒါရီအလုံးကအခုချိန်ထိခြေတော်ချတော်ဖြစ်နေတဲ့ဥစုပ်ရဲ့အတွေ့အသက်သာဖြစ်နေကြတာပါ။အဲဒီနောက်မှာတော့သူလည်းမင်းမရှိရင်ငါရဲ့ပင်နယ်တမယအိမ်မက်ကြီးလည်းမရှိတော့ဘူးဆိုပြီးလူဖီကိုရောင်းအောင်ကဲတင်မှုအတွက်ဆုံးဖြတ်လိုက်ပါလိမ့်။အဲ့ဒီအချိန်ပဝင်းကြီးတို့ကလုံးကပြာနှမ်းသွားခဲ့ပြီးဥစုပ်ရဲ့အမြင်အာရုံထဲမှာထူးခြားတဲ့မြင်ကွင်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ပြီးတော့သူကလူဖီနဲ့လော်ရှူကားတို့ကိုကွက်ကွက်ကွင်းကွင်းမြင်လာရတာကြောင့်ဒွေဝီမနီတော်ပဲအဆုံးပြစ်ချပစ်လိုက်ပါတယ်။ ကြီးစံသွားရလမ်းကြောင်းတစ်လျှောက်မှာလေချောင်းကအနှဲငယ်ရှေ့နောက်ပြောင်းပြန်တိုက်ခိုက်နေတာကြောင့်အနှဲငယ်လေးသာလွဲချော့သွားခဲ့မယ်ဆိုရင်အရာအလုံးကအဆုံးသတ်သွားမှာကိုဥစုပ်ကစိုးရိမ်နေပါလေ။အဲ့ဒီအချိန်ကျန်တဲ့သူတွေအားလုံးကလည်းပြစ်လွတ်လိုက်တဲ့ကြီးစံကိုရင်ခုန်စွာနဲ့ကြည့်နေကြပြီးမကြခင်မှာပြစ်မှတ်ကိုရောက်ရှိနိုင်မလားဒါမှမဟုတ်လွဲချော့သွားမလားဆိုတာကိုရင်ခုန်နေကြပါလေ။ကန်ဆိုးစွာနေပဲပြစ်လွတ်လိုက်တဲ့ကြီးစံကရှူကားစီကိုတက်တက်ရောက်မသွားပေမယ့်ညံကောင်းလုံးနဲ့ဥစုပ်ကကြီးစံကိုသူ့မျက်နှာပုံကြီးဖော်ပြီးအတွင်းမိုက်မှာထည့်ပေးလိုက်တာကြောင့်ရှူကားတယောက်မြင်မြင်ချင်းမှပဲကြောက်လန့်လွတ်သွားခဲ့ပါလေ။ တကယ်တော့ဒါရီအားလုံးကအစည်းအဝေးမစတင်ခင်ကတည်းကကန်ဂျူရိုကိုအကူအညီတောင်းပြီးရှေပလန်နဲ့ရုံမာခဲ့တဲ့ဥစုပ်ပြအကြံစီဖြစ်ပါတယ်။အဲဒီနောက်မှာတော့သတိလေးမိပြောသွားတဲ့ရှူဝါကိုအဆောင်တပ်သားတွေကလာရောက်ပြီးလှုပ်နှိုးခဲ့ပါတယ်။ဒါကမှလည်းရှူဝါတရားအနိုင်ယူခံလိုက်ရတာကြောင့်သူမဖန်တီးထားတဲ့တန်ဆက်ရုပ်တွေကတဖြည်းဖြည်းပြက်စီးလို့သွားခဲ့ရပါတယ်။အရာအလုံးပုံမှန်ပြန်ဖြစ်သွားချိန်မှာဗီယိုလာကရှင်ပြစ်မှတ်ကိုထိအောင်ကောင်းကောင်းပြစ်နိုင်ခဲ့တယ်လို့ဥစုပ်ကလာပြောနေခဲ့ပါတယ်။အဲဒီချိန်လူဖီကရှူဝါတရားရန်သူဘက်ကမှန်တီးသွားခဲ့တာကြောင့်လောကိုခေါ်ပြီးချက်ချင်းပဲနန်းတော်တွေကိုဝင်ချသွားလိုက်ပါတယ်။ ပြီးတော့သူကငါတို့ရောက်ပြီးဒိုဖလမင်ကိုလို့လမ်းဟောလိုက်ပါလေ။၎င်းဆုံးမှာဒိုဖလမင်ကိုကမင်းတို့နှစ်ယောက်ငါရဲ့နန်းတော်လေးကိုတကူးတကဘာလာလောက်တာလေးလို့စတိုင်ချာချာနဲ့မေးလိုက်ချင်းလူဗီနယ်တော့ကငါတို့မင်းကိုရှယ်တီးဖို့လာတာလို့ပြောလိုက်ရင်ဇလန်းလေးကလည်းတခန်းရက်သွားခဲ့ပါလေ။အပိုင်း698ရဲ့အစမှာတော့ရှူကာရှုံနှိမ်သွားရတာကြောင့်ရုတ်တရက်လဲကျသွားတဲ့တန်ဆက်ရုပ်တွေကအဆောင်တက်သားတွေအတွင်းကိုပြန်လည်ပြောင်းလဲသွားခဲ့ပါလေ။ရော်ဘင်ကတန်ဆက်ရုပ်တွေကတကယ်ဆက်ရုပ်တွေလို့ထင်ထားခဲ့ပေမယ့်အခုလိုမျိုးအဆောင်တက်သားတွေဖြစ်နေတော့စိတ်မကောင်းဘူးလို့ပြောပါလေ။ ။နောက်ပြီးတန်ဆက်ရုပ်တရုပ်ကိုလူရှိအောင်နေတော်ပေါင်းပြီးလှူထားတော့ဆိုတော့ဘလိုနည်းပညာလဲလို့တွေးနေကြတာပါ။ကမန်ဒေ့ရှ်ကလည်းကိုဘက်ကလူတွေကိုတော့လိုအပ်လာရင်အယုတ်စစ်သားအဖြစ်ပြောင်းလဲဖို့အတွက်ဝင်မလေးတဲ့တော်ဝင်မိသားစုတွေရဲ့စိတ်ထားကိုလည်းအံ့ဩသွားခဲ့ပါလိမ့်။အဲ့ဒီအချိန် Gladius ကအခုလိုမျိုးတန်ဆက်ရုပ်တွေကလူပြန်ပြောင်းသွားတယ်ဆိုတော့သူကတရားကြာဆုံးသွားပြီလားဆိုပြီးစိုးရိမ်သွားခဲ့ပါလိမ့်။အဖက်မှာလည်းဥဆုပ်ပြက်ပုံကုန်မြင်ပြီးတတိလစ်သွားတဲ့ရှူပါကိုအဆောင်တက်သားတွေကဝိုင်းနှုတ်နေကြပါလိ။တန်ဆက်ရုပ်ကနေလူပြန်ပြောင်းသွားတဲ့တက်သားတွေကသူတို့အနေနဲ့ဓဘွာလုံးအခုလိုမျိုးနေရတော့မယ်လို့ထင်နေကြတာဆိုပြီး Gladius ကိုယင်ဖွင့်နေခဲ့ပါတယ်။ Gladius ကတော့သူတို့အားလုံးစစ်ပွဲပြီးရင်လူပြန်ပြောင်းပေးဖို့အစကတည်းကစီစဉ်ထားခဲ့တာလို့ဆိုပါတယ်။အဲ့ဒီအချိန်ဘာတလို့မယိုကသူ့ရဲ့အကာအွယ်တွေကိုသုံးဖို့အားရပြန်ပြေးသွားပြီမို့မင်းတို့ကောင်တွေအကုန်လုံးတေးဖို့ပြင်ထားဆိုပြီးချင်းချောက်လိုက်ပါတယ်။ Gladius ကလည်းတန်ဆာရုပ်တွေမရှိတော့တာနဲ့ငါ့ကိုအားနေနေပြီလို့လာပြီးအထင်မသေးနဲ့လို့ပြောလိုက်ပါတယ်။နောက်ပြီးအခုလိုမစင်မချင်းပြောဆိုနေတာတွေကမင်းခန္ဓာကိုယ်တစ်ခုလုံးကိုတစားစီဖောက်ကွဲခံရနိုင်နေတော့လို့သတိပေးလိုက်ပါရီ။ဒါကိုကြတော့ရောဘင်ကလူဖီကိုကာကွယ်မဲ့သူတို့စီစဉ်ကိုလာမရှုံနဲ့လို့ပြောနေတော့ ကဗန်ဒစ်ကအခုချိန်ကစပြီးဒွန်ဂီယိုဒီမီသားစုကိုအပြည့်ရှင်းလိုက်ကြစို့လို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်ကနန်းတော်ထဲမှာလည်းထရီဘောကဒေါသထွက်နေတဲ့လူဖီကိုကြည့်ရင်ဆရာအကူနဲ့လောင်ပြောင်နေကြပါတယ်။အဆက်ထဲမှာပဲလူဖီကဒိုဖလမင်ဂိုရဲ့ခြေထောက်အောက်မှာလဲကျနေတဲ့ဘယ်လမီကိုတွေးလိုက်ရတာကြောင့်လန့်အော်ခေါ်ခဲ့ပါတယ်။ဒိုဖလမင်ဂိုကသူ့အနေနဲ့လူဖီနဲ့ဘယ်လမီကိုရန်သူတွေလို့ထင်ထားခဲ့ပေမဲ့တကယ်ချင်းနေဖြစ်နေတာကိုမယိတ်စားမိခဲ့ဘူးလို့ပြောနေခဲ့ပါတယ်။အခုချိန်ထိပါဇက်အမြင်နေတဲ့ထရီဘောကတော့ရှီကဆရာ ပြောသမျှကိုလိုက်ရောက်နေပြီးလူဖီတို့ကိုလောင်ပြောင်နေခဲ့တာကိုလုံးဝမယက်ခဲ့ပါဘူး။ အဲ့ဒီအချိန်ဘယ်လမီကအတွင်းထဲမှာအတိတ်မှာတော့ကလူဖီနဲ့ဆုံးခဲ့ဘူးတဲ့နေ့ရက်တွေနဲ့ပင်လယ်ဓားမြရီရဲ့အိမ်မက်ပြီးဆုံးသွားပြီဆိုတဲ့ဇာတ်ရီကိုပါပြန်လည်မှတ်မိလာခဲ့ပါတယ်။လူဖီကအတိတ်ကိုမေ့ထားဖို့နဲ့အခုချိန်ကစပြီးဘယ်လမီကိုလွတ်ပေးဖို့အတွက်ပြောနေခဲ့ပေမဲ့လူဖလမင်ဂိုကဒီကိစ္စကိုအနိုင်ယူတဲ့သူကအဆုံးဖြတ်ကြမှာပဲလို့ပြောပါတယ်။နောက်ပြီးဒီယူကငါတက်တာခံဖို့တမင်ကြီးရောက်လာတာလို့အားရဝမ်းသာပြောနေခဲ့တာပါ။ဒါအပြင်သူ့အနေနဲ့မိသားစုတွေမှာရာထူးကြီးပိုင်းဖြစ်လာဖို့အတွက်ကောလဆမ်နဲ့မှပြိုင်ပွဲဝင်ခဲ့ပြီးရှုံးနေလာခဲ့တာကြောင့်ခွင်းလွန်စရာအကြောင်းမရှိဘူးလို့ဒိုဖလမင်ဂိုကဆိုပါတယ် အရာအလုံးကိုဆုံးရှုံးလိုက်ရတဲ့အပြင်မျှော်လင့်ချက်တွေကိုပါရိုက်ရှိုးခံလိုက်ရတဲ့ဘဲလက်မီတရားယူကျုံများဖြစ်နေပြီးငုံနေုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။နောက်ပြီးအခြေရဆုံးအားကြရဆုံးအိုက်ဒိုဂျီရဲ့ရက်ဆက်တဲ့စကားလုံးတွေအောက်မှာအသင်းနှလုံးတွေကွဲချနေကြရပါပြီ။အဲ့ဒီအချိန်ဒိုဖလမင်ဂိုကဘဲလက်မီရဲ့စပင်ကိုဆောင်းဆွဲထားပြီးဘလောက်ပဲကြိုးစားကြိုးစားမင်းကအပေါ်စားရာဇဝင်သားလေးပဲလို့နှိမ့်ချပြောဆိုလိုက်ပါတယ်။လူဖီကတော့ဘဲလက်မီတရားအခုချိန်မှာပြောင်းလဲသွားပြီလို့ပြောနေတော့မှာပဲ။သူ့ကိုတပ်ပစ်လိုက်ပါတော့လို့ဘဲလက်မီကထားပြောပါတယ်။ မကန်မရဲ့ချင်းစရာစကားလုံးတွေကိုနားထောင်ပြီးအဆုံးမှာလူဗီရဲ့ဒေါသဦးကပေါက်ကွဲလာပြီးဒိုဖလမင်ဂိုကို6နဲ့ပြစ်ကန်လိုက်ပါတယ်။ဒါပေမဲ့အကြံပတ်ဆက်တဲ့ဒိုဖလမင်ဂိုကဘယ်လမရဲ့မျက်နှာကိုအကာအကွယ်ဖြစ်သုံးပြီးလိုက်ခိုက်မှုကိုကာကွယ်လိုက်နိုင်တာကြောင့်ရင်နာစရာတွေဖြစ်ကုန်ပါတယ်။လူမားကန်ပြီးတဲ့လူဖီကိုလောကမင်းအနေနဲ့ဒီကောင်းကိုတိုက်ခိုက်ချင်တယ်ဆိုရင်ဒေါသတွေရှော့ဖို့ငကူကလေးကငါပြောထားတယ်မလားဆိုပြီးစုနေခဲ့တာပါ။နောက်ပြီးအခုလိုမျိုးဒေါသတွေကိုလိုက်ဆော့နေတာကဒိုဖလမင်ဂိုရဲ့ရန်သူကိုအားနည်းအောင်လုပ်တဲ့စနစ်ပဲလို့ရှင်းပြပါတယ်။အဲ့လိုဒေါသထွက်နေတော့မှရင်အမားပါသွားခဲ့ပြီး အသက်ခံရတဲ့သူတွေမနည်းဘူးလို့လည်းသူကပြောပြပါတယ်။အဒီအချိန်ယုတ်တရက်ထရီဘောကထပြီးမရဲ့တေကန်ကြီးဖြစ်နေတဲ့တငယ်ချင်းရဲ့မျက်နှာတက်တဲ့ကိုမှခြေထောက်နဲ့ကန်ရကောင်းလားဆိုပြီးလူဗီကိုလောင်ပြောင်နေခဲ့ပါတယ်။နောက်ပြီးသူအနေနဲ့ဒီလောက်အထိယူရဲကောင်မျိုးကိုဘဝမှာတစ်ခါမှမတွေ့ဘူးဘူးလို့ပြောပါတယ်။လိုဖလမင်ဂိုကလောကိုကြည့်ပြီးမင်းပြောသလိုငါကနှလုံးသားမှာတာမဟုတ်ဘဲနဲ့နှလုံးသားမရှိတာနောက်ပြီးငါကရန်ဒေါသထွက်နေတယ်ဆိုပြီးကန်ပြောနေခဲ့ပါတယ်။ဒါအပြင်မင်းတို့လောက်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကိုငါစဉ်းစားမိလိုက်တာဒေါသတွေအလေးလိုက်ထွက်လာခဲ့တယ်လို့ဆိုပါတယ်။ အစက SAD စက်ရုံကိုဖျက်ဆီးဖို့လုပ်ကြရင်ဘယ်ဂိုနဲ့မိုနီကိုတပ်ပစ်ခဲ့ကြပါလိမ့်။ဒုတိယအနေနဲ့စီစာကိုပြန်ပြီးဆွဲသွားခဲ့တဲ့အပြင်အစိုးဆုံးကတော့ Dress ဆိုတာမျိုးကရုပ်တွေကိုလူပြန်ပြောင်းပြလိုက်တာပဲလို့ပြောပါလိမ့်။နောက်ထပ်အစိုးဆုံးအနေနဲ့ငါးရဲ့ပင်တိုင်းစီးပွားရေးဌာနဖြစ်တဲ့စမိုင်းစက်ရုံကိုပါမင်းတို့အပေါင်းပါတွေကဝိုင်းပြီးဖျက်ဆီးပစ်ဖို့စူးစမ်းနေကြလို့ရှင်းပြပါလိမ့်။အခုလိုမျိုးကမောက်ကမအခြေအနေတွေကြောင့်သူ့မှာပြောစရာစကားလုံးလုံးဝမရှိတာကြောင့်ဟန်ဆောင်ပြီးပြုံးနေကြရတာလို့ဆိုပါလိမ့်။ အစတင်းမှာပဲဒိုဖလမင်ဂိုကလွန်ခဲ့တဲ့ဆက်၃နှစ်ကာကိစ္စတွေကိုပါစမြုံပြန်လာတာကြောင့်ရိုဒီယောမခံမရနိုင်ဖြစ်လာပြီးအဲ့ဒီအရာတွေအကုန်လုံးသာမဖြစ်ပျက်ခဲ့ဘူးဆိုရင်ဒီနေ့မှာကျုပ်ခမားကြီးရှိမှာပေါ်လာစရာအကြောင်းမရှိဘူးဆိုပြီးထောက်ဝင်လိုက်ပါတယ်ဒိုဖလမင်ဂိုကတော့သူလည်းညီဖြစ်သူကိုမတတ်ခဲ့ဘူးဆိုရင်အခုချိန်မှာမိသားစုရဲ့တတရအကြီးဆုံးယာရူးအဖြစ်ပေးထားနိုင်တယ်လို့ပြောပါတယ်စကားဆုံးမှာဒိုဖလမင်ဂိုကသူ့ရဲ့ထူးဆန်းတဲ့ဂျိုးတွေကိုလက်နဲ့ထုတ်လိုက်ပြီးကိုဘွားတကောင်ကိုဖန်တီးလိုက်ပါတယ်ပြီးတော့လောကိုတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီအချိန်လူဖီကသူ့အနေနဲ့ အစစ်ကောင်ကိုတိုက်ခိုက်မယ်ဆိုပြီးဝင်သွားခဲ့ပေမဲ့ဘယ်လမီကိုရုတ်သေးရုတ်ဖြစ်အုံချပြီးလူဖလမင်ဂိုကခုခံနေပါတယ်။နောက်မှနေတဲ့ဂျာကအခုလိုမျိုးတိုက်ခိုက်လာတဲ့ဘယ်လမီကိုလူဖီကနားမလည်နိုင်ဖြစ်နေတော့မှာပဲ။နောက်ထပ်စင်ကဲစင်ကဲတိုက်ခိုက်မှုတွေကဖြစ်ပေါ်လာခဲ့ပါတယ်။ရန်ကောင်းကျွန်တော်လောကအတိပေးမှုနဲ့အတူဘယ်လမီတယောက်ထင်းချုပ်ခံနေရတဲ့ဆိုတာကိုလူဖီနားလည်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့မဟာမိတ်သမားတပ်ဖွဲ့ကြီးနဲ့တော်ဝင်မိသားစုတွေရဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။အဘိုးကြီးရှင်ချောင်းနဲ့လာအိုဂျီတို့ရဲ့တိုက်ပွဲကလည်းရှေ့ကောင်းနေသလို ။ Ethiopia ခွဲရေးလက်သေးတွေကလည်းရလင်ချာကိုသဘောကျစေခဲ့တဲ့အပြင်ဝင်းမြေတစ်ခုလုံးကိုပါတုံ့ဟီးနေခဲ့ပါတယ်။အေယာမလူတန်ကြီးဟာဂျူရူတင်ကတော့မဟာဘိုက်ဆဲလာအောက်မှာအခြေအနေမကောင်းခဲ့ပါဘူး။တစ်ဖက်မှာလည်းဆိုင်းနဲ့ Baby Fight ကလက်ရည်မြနေတာကြောင့်နှစ်ယောက်စလုံးအခက်တွေ့နေကြပါတယ်။နောက်တစ်ခါမှာတော့အာရင်ပြန်ပြေးလာတဲ့ Bartolomeo ကဝင်လာသမျှတပ်သားတွေအလုံးကိုသူ့ရဲ့အကာအရန်စွမ်းနဲ့တိုက်ထုတ်နေခဲ့တယ်လို့ Robin ကသူ့ရဲ့အေယာမလက်တွေခြေထောက်တွေနဲ့ဘေးကနေကူညီပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်တစ်ဖက်ကစိုက်ယုံနေမှလည်း ီညိုရပင်းနဲ့ဖရန်ကီတို့ရဲ့ဘိုင်ဝမ်ထူပွဲကြီးကိုအားလုံးကစီစီကားကားလက်ခုပ်တည်ရင်အားပေးနေကြပါသည်စီညိုရပင်းကသူ့ကိုယ်သူခန်းစည်းနေထိုင်နေဖရန်ကီရဲ့ထိုးသမျှကိုခံပြီးအကြောပေးတိုက်ခိုက်နေကြတော့တော်တော်လေးစိတ်မချနေစရာဖြစ်နေခဲ့ပါသည်ဒါအပြင်သူကမင်းဘလောက်ထိုးထိုးငားအနေနဲ့လေငင်းခံစားလောက်ပဲရှိတယ်လို့ခန်းစားရကြောင်းပြောပြနေပါသည်ဒါကိုကြတော့အားကြမခံပဲဖရန်ကီကမင်းလိုပဲငါလည်းအကြောပေးနိုင်တယ်ဆိုပြီးကွာဆိုပြီးသူ့မျက်နှာကိုပလိန်ကျူရီထိုးခံလိုက်ပါသည်ပြီးတော့သူကမင်းရဲ့လက်သီးတွေကငါရဲ့ဘာကိုအရာတော့မပြေစေဘူးလို့ပြန်ကြွယ်လိုက်ပါလေ။တစ်ဖက်ကနန်းတော်ထဲမှာလည်း မင်းအနေနဲ့ဒိုဖလမင်ဂိုကိုတတ်ချိန်ရင်ဘယ်လမီကိုမဖြစ်မနေနိုင်ယူရမယ်လို့အော်နေခဲ့ပါလိမ့်။ဒါပေမဲ့ခေါင်းမလွန်တဲ့လူဖီကသူ့အနေနဲ့ဒီတိုင်းကြီးတငယ်ချင်းတယောက်ကိုထိခိုက်အောင်မလုပ်နိုင်ဘူးဆိုပြီးညင်းနေခဲ့ပါလိမ့်။အဲ့ဒီအချိန်ဒိုဖလမင်ဂိုကဘလို့ပဲဖြစ်ဖြစ်အားနေတဲ့သူကရှုံးနေရမှာပဲဆိုတဲ့ငါပြောခဲ့ဘူးတဲ့စကားကိုမှတ်မိလားဆိုပြီးလောကိုလမ်းမိလိုက်ပါလိမ့်။အခုအချိန်နေထိရောက်လာခဲ့တာတော့သူတို့နဲ့တိုက်ပွဲလာမဝင်သေးတဲ့ဒိုဖလမင်ဂိုကိုလူဖီတယောက်ဒေါသတွေထွက်လာပြီးဟာဂီအစွမ်းကိုသုံးဖို့ပြင်လိုက်တာကြောင့်လောကစိတ်ကိုငြိမ်ငြိမ်ထားဖို့ပြောပါလိမ့်။ဒါပေမဲ့ကိုပိုင်ခန်းစားချက်တွေအရာ အရန်ပြင်းထန်နေခဲ့ပြီဖြစ်တဲ့လူဖီကတိုက်ခိုက်ဖို့အတွက်ပြေးဝင်လာနေပြီဖြစ်တာကြောင့်လောကသူဆွဲနဲ့နေရာပြောင်းလဲပြလိုက်ပါတယ်။အဲဒီနောက်မှာတော့လောရဲ့နေရာကိုဒိုဖလမင်ဂိုကရောက်ရှိလာပြီးလူဖီရဲ့ record လက်တီနဲ့ share အကျိတ်ခံလိုက်ရပါတယ်။တစ်ဆက်တည်းမှာပဲဒိုဖလမင်ဂိုထိုင်နေတဲ့ခုံပေါ်မှာလောကပေါ်လာခဲ့ပြီးအပိုင်းပိုင်းခုတ်ပြလိုက်တာကြောင့် tree board ရောက်မရှုမလအဆုံးသတ်သွားပါတော့တယ်။အစီအစဉ်တွေအလုံးအောင်မြင်သွားတဲ့အခါမှာတော့လူဖီကမင်းတို့အားလုံးကိုကြိတ်မဲ့အစိုးဆုံးမျိုးဆက်ကောင်းနေအခုရောက်လာပြီလို့ပြောရင်းဇလန်လေးကလည်းတခန်းရက်သွားခဲ့ပါတယ်။